သူတို့ရဲ့မျက်ရည်စားတွေသူတို့မိသားစုတွေရဲ့ဓာတ်ပုံတွေနောက်ဆုံးတွေ့ကျင်တယ်တကြိုကျင်တယ်မိရှို့ကျင်တယ်ပေါ့နော်ကျွန်တော်ရောင်းထုတ်ပေးခဲ့တယ်ရောင်းလုပ်ခဲ့တယ်အဲ့တုန်းကလည်းအဲ့လည်းအထီကျွန်တော်တို့တော်တော်စိတ်မကောင်းဝမ်းနည်းမှုတွေအများကြီးနဲ့ရင်ဆိုင်ခဲ့တယ်ဟိုဓာတ်ပုံတွေဒီချုပ်နေရတယ်ကျွန်တော်တို့မှပါလာတဲ့ကေဇဲရေးပစ္စည်းတွေကထုတ်လို့မရတော့ကျွန်တော်စိုက်ရန်တွေကလည်းထုတ်လို့ရမယ်ပဲကေဇဲရေးလုပ်ငန်းတွေတော့ကျွန်တော်ရန်နာလိုက်ပြီရန်နာလိုက်တယ်ကျွန်တော်တို့ကနောက်တစ်ဆင့်ကျွန်တော်တို့ထောက်ပံ့ရေးလုပ်ငန်းကိုကျွန်တော်ဆောင်ရွက်ဖို့ဆိုဆောင်ရွက်တော့ရဒီနေ့မှဆိုရင်တော့ကျွန်တော်ထောက်ပံ့ရေးလုပ်ငန်းကိုဆောင်စတင်ဆောင်ရွက်တာပေါ့နော် ဲ့တော့ကျွန်တော်တို့ကကုညီကယ်ဆေးလုပ်ငန်းတွေကုန်သွားပြီပြီးသွားပြီဆိုတော့အခုထောက်ပံ့ရေးလုပ်တဲ့အခါမှာလည်းအခုမြင်တွေ့ရတာကလူတွေဒုက္ခဒုက္ခတွေခြေောက်တွေဖြတ်တွေလက်တွေဖြတ်တွေကလေးငယ်တွေတွေ့နေရအမတန်ကိုပေါ့နော်ဟိုကျိုးဝမ်းနေရတယ်ပေါ့မင်္ဂလာပါဗျကျွန်တော်ကတော့ဝန်ကြီးဘော်ကယ်ဆေးနဲ့လူမှုထောက်ကူဘွဲ့မော်လမြိုင်မြို့ကဖြစ်ပါတယ်ကျွန်တော်ကတော့ဥက္ကရာဥပဝန်ဖြစ်ပါတယ်ဗျဟုတ်ကဲ့ ဟုတ်ကျွန်တော်တို့29ရက်နေ့တည်းကကျွန်တော်ရောက်နေရပါဗျ29ရက်နေ့ရှာပွေခဲ့သေးလို့ကူနဲ့နေတယ်29နေ့မနေ့ထက်ရပေါ့ကျွန်တော်ရောက်ရှိနေရပါဗျဟုတ်ကဲ့ဟုတ်ကျွန်တော်တို့9ရက်မြောက်နေ့နောက်ဆုံးတည်းကတော့ကျွန်တော်တို့ရှာပွေခဲ့သေးပေါ့နော်ရှာပွေခဲ့သေးတဲ့ရှင်းလေးလုပ်ငန်းတွေကိုကျွန်တော်ဆောင်ရွက်ခဲ့တယ်ပေါ့နော်ဒါတောက်လျှောက်လုပ်ခဲ့တယ်အမနေ့ကတော့ဒါကိုဝီရုကြောင့်လည်းကျွန်တော်ဆင့်ကင်ပါအဲဒါဟိုဖရားစီတီပထိုးတွေကိုကျွန်တော်တို့အနော်ဒါမင်းတက်ထားခဲ့တဲ့ဖရားစီတီပထိုးတွေကိုကျွန်တော်တို့ပြောင်းရွှေ့တာတွေလုပ်ခဲ့တယ်အရှင်းအနေကတော့ကျွန်တော်ကဲသေးနောက်ဆုံးပေါ့ ဲဆင်းဆုံးခဲ့ပြီအခုကတော့ဒီမှာကဟိုဓာတ်ပေါ်ဒီဒီချုပ်နေရတယ်ကျွန်တော်တို့မှာပါလာတဲ့ကေဇေးရေးပစ္စည်းတွေကထုတ်လို့မရတော့ကျွန်တော်စက်ရံနေရနဲ့ထုတ်လို့ရမှာပြကေဇေးရေးလုပ်ငန်းတွေတော့ကျွန်တော်ရန်နာလိုက်ပြီရန်နာလိုက်တော့ကျွန်တော်တို့ကနောက်တစ်ဆင့်ကျွန်တော်တို့ထောက်ပံ့ရေးလုပ်ငန်းကိုကျွန်တော်ဆောင်ရွက်ဖို့ဆိုဆောင်ရွက်တော့ဒီနေ့မှာဆိုရင်တော့ကျွန်တော်ထောက်ပံ့ရေးလုပ်ငန်းကိုဆောင်စတင်ဆောင်ရွက်တာပေါ့နော်ဆောင်ရွက်တဲ့အခါမှာကျွန်တော်တို့ဒါပထမဆုံးအစ်စ်နေနဲ့ကျွန်တော်တို့အရေးကြီးပေါ့လူနာရှင်တွေလူဘွားတွေအသက်ပြီးဆက်လက်ရှင်သန်ဖို့တဲ့သူတို့ရဲ့ခွန်အားတွေရရှိဖို့တဲ့ဒီနေ့ကျွန်တော်တို့ကမန်လေးစေယုံကြီး ဟုတ်နော်မန်လေးစေးယုံကြည်ရဲ့ပြီးရင်ကျွန်တော်မန်လေးအယူကျော်စေးယုံရင်နှစ်ခုကိုလာရောက်ပြီးတော့မှဒါအလူငွေလာရောက်ထောက်ပံ့တာဖြစ်ပါတယ်ဗျဟုတ်မန်လေးစေးယုံမှာဆိုရင်မူလပထမ120လောက်ပဲရှိရတယ်တကယ်တမ်းကျွန်တော်တို့ထောက်ပံ့တဲ့အခါကျတော့အားလုံးပေါင်း 160 180လောက်ဖြစ်သွားတယ်ဗျဟိုပထမအရင်စင်းရတော့120လောက်ပဲရှိတာပေါ့နော်အဲပြီးရင်ကျွန်တော်ဆေးလူမှုဗိုလ်န်တီယာကြီးလည်းကျွန်တော်တူခဲ့တယ်ပေါ့နော်အခုအယူကျော်ဆေးဥမာလည်းမူလပထမ140အဲ130ပေါ့နော်အခု145ပေါ့နောက်ကျွန်တော်ဒီမှာစင်စနာဝန်ထမ်းတွေလည်းကျွန်တော်လူတန်းခဲ့တယ်ပေါ့လူတန်းလာတော့ကျွန်တော်ဒီနေ့လာတာတော့အဲကိုဝေဝီလူကျော်ဖောင်ဒေးရှင်းပါတယ်ပြီးရင်ကျွန်တော် Zerresu မြောက်ရီပါတယ်။အပြီးကျွန်တော်တို့ဘူဝင်းရွက်ကဲသေးဖွဲ့မော်လမြိုင်ပါတယ်။မန်လေးမှာတော့ကျွန်တော်တို့လည်းမိဖက်တူပါတယ်ကျွန်တော်မြိုင်ကလေးပြည့်ဆက်သူအဖွဲ့ပါတယ်တော့အဲ့ဒီလေးဘွဲ့ကနေပြီးတော့မှဒါတဦးချင်းစီလူတန်းတာနောက်ရွှေညီကိုဖွဲ့ရတော့မန်လေးစေးုံမြောက်ရီမန်လေးစေးုံမှာဆိုတော့လူတရားကိုနှစ်သိန်းသုံးသိန်းနဲ့သိန်းတင်း120ကျော်သူလူသွားတယ်ဗျဟုတ်ကဲ့ဗျ။အော်စိတ်ခံစားမှုကမူလအပ္ပမအကယ်သေးစလုပ်တဲ့အစိတ်ခံစားချက်ကပိုပြင်းတယ်။ဘာလို့အဲ့ဒီအချိန်မှာကျွန်တော်ဘာကိုပြောလဲဆိုတော့ ဒီမှာတချို့နေရာတွေမှာဆိုရင်ချိုးကယ်ဆယ်ရေးဖွဲ့တွေကမတည့်ရဲဘူးမလုပ်ရဲတဲ့ဟာတွေရှိတယ်။ဒါကြောင့်မဲ့ကျွန်တော်ရောက်လုပ်ပေးတယ်။သူတို့ရဲ့မျက်ရည်စားတွေသူတို့မိသားစုတွေရဲ့ဓာတ်ပုံတွေနောက်ဆုံးတွေ့ကျင်တယ်၊တကြိုကျင်တယ်၊မီးရှို့ကျင်တယ်ပေါ့နော်။ကျွန်တော်ရောက်ထုတ်ပေးခဲ့တယ်၊ရောက်လုပ်ခဲ့တယ်။အဲ့တုန်းကလည်းအဲ့ဒီကျွန်တော်တို့တော်တော်စိတ်မကောင်းဝမ်းနည်းမှုတွေအများကြီးနဲ့ရင်ဆိုင်ခဲ့တယ်။အခုကျွန်တော်တို့ကအရှင်ကြတော့ထုတ်ဖို့ကြတော့သက်ဆိုင်ရာနိုင်ငံကကယ်ဆယ်ရေးဖွဲ့တွေရှိတဲ့ခါကျတော့ကျွန်တော်တို့ကအရှင်ဖြစ်တဲ့အတွက်ဧည့်သည်ဦးစားပေးရတဲ့အတွက်သူများမလုပ်တဲ့ကျွန်တော်ဓာတ်ပုံတွေထုတ်တဲ့လုပ်တွေလုပ်တယ်။ဒါကလည်းအဓိကတော့ဒီနေအိမ်ကမိဘပြုသူတွေရဲ့မျက်ရည်စက်တွေ 户籍记录吧。<noise> <noise> <noise> တရက်ကျေဝင်ကျွန်တော်ရုရှားနဲ့ပူးပေါင်းဆောင်ရွက်တာတွေရှိတယ်အိန္ဒိယနဲ့ပူးပေါင်းဆောင်ရွက်တာတွေရှိတယ်ပေါ့နော်အဲဆောင်ရွက်အိန္ဒိယနဲ့ပူးပေါင်းဆောင်ရွက်တဲ့နေရာဆိုတော်တော်ဆိုးဆိုးပဲငလင်က9ချိန်လောက်ထိတောက်လျှောက်လုပ်ပြီးကျွန်တော်ကဲခဲ့ရတယ်ပေါ့အဲတော့ကျွန်တော်တို့ကကုညီကေသိန်းလုပ်ငန်းတွေကုန်သွားပြီးပြီးသွားပြီဆိုတော့အခုထောက်ပံ့ရေးလုပ်တဲ့အခါမှာလည်းအခုမြင်တွေ့ရတာလားအမတန်ကိုပေါ့နော်ဟိုကျိုးဝမ်းနေရတယ်ပေါ့လူတွေဒုက္ခဒုက္ခတွေခြေောက်တွေဖြတ်တွေလက်တွေပြတဲ့ကလေးငယ်တွေတွေ့နေရတယ်ဒါပေမဲ့သူတို့ရဲ့ကျွန်တော်တို့တွားရောက်တဲ့အခါမှာကျွန်တော်တို့သူတို့ခွန်အားတွေပေးတယ်အကြံဉာဏ်တွေပေးတဲ့အခါမှာသူတို့တွေကပျော်ရွှင်တယ်အဓိကတော့သူတို့ရဲ့ဟို ကျွန်တော်တို့ထောက်ပံ့ငွေတဲ့ကျွန်တော်တို့လာရောက်ပြီးအောက်ပြီးရအဝေးရောက်လာပြီးသူတို့လာပြီးအားလာပေးတဲ့အတွက်သူတို့ရဲ့ကျွန်တော်တို့ပေးတဲ့ခွန်အားဒီငွေကြီးလက်ရှိတူတဲ့ငွေကြီးတက်မကတန်ဖိုးကြီးအောင်သူတို့နားလေကျွန်တော်တို့အနေနဲ့လည်းစိတ်မကောင်းဖြစ်တယ်။ဘာပြောကျွန်တော်တို့ဒီຢာလေးတွေတူခွင့်ရတဲ့အတွက်လည်းဝမ်းသာတယ်ပေါ့နော်။အဲ့တော့ကျွန်တော်အနေနဲ့ဆက်လက်ပြီးတော့ဟိုပြောချင်တာကတခြားအလူရှင်အနေနဲ့လည်းအဲလူတန်းကြီးရလူသားတယောက်ဒီအသက်ရှင်ရေးဒီဦးသားပေးပထမပဲဖြစ်တယ်ဗျ။ အဲကျွန်တော်တို့ပြောမယ်ဆိုရင်ကျွန်တော်တို့ဒီမူလဒီနိုင်ရေးကူညီလုပ်ငန်းကိုစလုပ်ခဲ့တာပရိုက်တာလောကစခဲ့တာနိုင်ရေးလူငွေလုပ်ငန်းစခဲ့ရင်မှာမှာတေတဲ့လူတွေလုံနေရနေမှာတခါတဆင့်ကျွန်တော်ရှင်သန်ရေးဘက်ကိုပူပြောင်းသွားတာပေါ့နော် ဒါဒီလိုမျိုးပေါ့အခုလည်းရှင်သန်ရေးတဲ့လူတွေဘဝရဲ့သူ့ရဲ့နောက်မှာရှိတဲ့မိသားစုတွေအများကြီးတွေကျန်တယ်သူတို့ဘဝတွေထက်လက်ရှင်သန်မှုတွေသူတို့ကျွန်တော်တို့ကကောင်းကောင်းမွန်ထောက်ပံ့ပြီးသူတို့ဘဝတွေကောင်းမှုတွေယူအဲ့တော့စိတ်ပိုင်းဆိုင်ရာရုပ်ပိုင်းဆိုင်ရာဒီညမှာလည်းတစ်ခါနဲ့ကျွန်တော်တို့ကဒါသူတို့ကိုဒါဒီဗီဒီယိုအတက်အလန်အားပေးခဲ့တယ်ပေါ့နော်။ဘာဖြစ်လို့ကျွန်တော်တို့ဒီနေ့အလူလေးကတော့ဝမ်လမ်းမသာကိုဝေလဲပါလာတဲ့အတွက်ပို့ပြီးတော့ကျွန်တော်တို့အစင်လဲပို့ပြီးခဲ့တယ်ဗျ။ဟုတ်ကဲ့။ โอเคပါကျွန်တော်တို့ဒါဘာပဲပြောပြောမြန်မာနိုင်ငံလုံးမှာနှစ်ပေါင်းမြောက်မြောက်ဆိုကျွန်တော်တို့တက်တန်းရ၄နှစ်ပေါင်း40ကျော်တက်တန်းမှာဒါပထမဆုံးတွေ့ဘူးတာဗောနော်ဒီဘက်အတွက်အဓိကတော့ဖြစ်သွားပြီဖြစ်ခဲ့ပြီတဘာဘေးရနေတော့ကျွန်တော်တို့အရင်နေရပဲပြောသလိုဘသူမျက်နာမှာကျွန်တော်ကြည့်မှာမဟုတ်ပါဘူးသူကတော့အကုန်လုံးသွားမှာပဲအဲ့တော့ဖြစ်ခဲ့တဲ့ပုံမှာအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ပြန်လည်တိဆောက်ကြမယ်ကျွန်တော်တို့ဖြစ်တဲ့နိုင်ငံသားတွေရဲ့နောက်မှာ ဖြစ်တဲ့လူတွေဒေသမှာဘေးဖြစ်တဲ့လူတွေအနောက်မှာကျွန်တော်မြန်မာနိုင်ငံသားတွေအပြင်ပြည်ပရောက်တဲ့နိုင်ငံသားတွေအားလုံးဝိုင်းဝန်းပြီးတော့ကူညီဆောက်ရှောက်ပေးမှာပါဒါကြောင့်ဘာမှအားမငယ်ပါနဲ့အစိုးရနဲ့အကောင့်ဖြစ်ဖို့အတွက်အကောင်ဆုံးပြီးတော့ဖန်တီးကြပါကျွန်တော်တို့ကတော့အများနဲ့အပေးနေတယ်အားလည်းအားမငယ်ပါနဲ့ကျွန်တော်ဒုက္ခရောက်တဲ့သူရဲ့နောက်မှာကျွန်တော်ပြည်သူတွေရှိနေတယ်ကူညီနေတယ်ဆိုတဲ့အတွေ့အကြုံရင်ထဲမှာထည့်ပြီးတော့နေကြပါလို့ကျွန်တော်အနေနဲ့ပြောချင်ပါတယ်ဆူတောင်းပေးပါတယ်အနေနဲ့ဒီတက်မကကင်းဝေးပါစေလို့လည်းကျွန်တော်ဆူတောင်းပါတယ်ဗျဟုတ်ကဲ့ပါဗျဟုတ်